အရှင်ဖုရားတပည့်တော်အရှင်ဖုရားတရားတွေကိုအမြဲနာပြစ်ပါတယ်ကောမတ်တော့မရေးပြစ်ပါဘူးတပည့်တော်ကပညာနဲ့ပါသူတယောက်ပါတပည့်တော်သိကျင်တာလေးတစ်ခုရှိပါတယ်လူဆိုတာကိုဘာလို့ခေါ်ကြတာလဲလူတယောက်ပြီးသားဖို့ဘာလိုအပ်ပါတယ်လဲဖုရားဆိုပြီးတော့ကိုကျော်ဆိုတဲ့အကောင့်ပိုင်ရှင်လေးက စိတ်ကကုံနေရှိသလားဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာ စာလေးရေးပို့ထားတယ်။ဘာကြောင့်လူလို့ခေါ်ရတာပါလဲဆိုတာကတော့လူဆိုတာမနှုတ်သမနတိချင်းလို့ဆိုတယ်။ဒီတော့တိလို့လူတိတက်လို့လူလို့ခေါ်ရတယ်လို့ဆိုရပါမယ်။ဘာတွေကိုတိတာလဲလို့ဆိုပြရင်အဋ္ဌာနဋ္ဌံမနတိသာနာတိတိမနှုတ်သောဆိုတဲ့အတိုင်း အကြောင်းနဲ့အကျိုးကို မှန်မှန်ကန်ကန်သိတာလို့ဆိုရမယ်။တကယ်ကတော့အကြောင်းနဲ့အကျိုးကိုမှန်မှန်ကန်ကန်သိဖို့ဆိုတာတကယ်မလွယ်ပါဘူး။ဥပမာတစ်ခုကို တူရှင်းလူရင်းပြရရင်လူတွေကကိုယ်မှာဆင်းရဲဒုက္ခရောက်ကြတဲ့အခါသားကြောင့်ငါဆင်းရဲရတာ၊မယားကြောင့်ငါဆင်းရဲရတာ၊စီးပွားကြောင့်ငါဆင်းရဲရတာလို့ဒီလိုပဲမြင်တတ်ကြပါတယ်။ ဘုရားကတော့စင်းရရတာတွေကိုတဏှာကြောင့်လို့ညွန်ပြခဲ့တယ်။သားရှိပေမဲ့သားအပေါ်မှာငါသားဆိုတဲ့ညီကမှုမရှိရင်စင်းရဲမယ်မဟုတ်ပါဘူး။ဖះမှာသားရှိပါတယ်။ဒါပေမဲ့ညီမှုမရှိတော့သားကြောင့်ဖះမစင်းရဲဘူး။မရကြောင့်စင်းရဲရတာလို့မြင်တတ်ကြတယ်။ဖះကတော့မရကြောင့်လို့မပြောပါဘူး။တဏှာကြောင့်လို့ပဲပြောပါတယ်။ဖះမှာမရရှိခဲ့ပါတယ်။ ဒါပေမဲ့မရအပေါ်ညှိမှုမရှိတော့ဖះမှာမရကြောင့်ဆင်းရဲဒုက္ခမရှိခဲ့ပါဘူး။ဘာကြောင့်မဲဆင်းရဲဆင်းရဲတဏှာဆိုတဲ့ညှိကမှုမရှိရင်ဆင်းရဲကြမယ်မဟုတ်ပါဘူး။အဲ့ဒါလို့ကို့မှာဖြစ်လာတဲ့ပြဿနာအတိုင်းရဲ့အကြောင်းမှန်တွေကိုသိတတ်လို့လူလို့ဆိုပါတယ်။ကိုကိုယ်တိုင်တောက်စားမူယူနေလို့ဘဝပြတ်တာကိုကိုယ်တိုင် လောင်းကစားတွေလုပ်နေလို့စီးပွားတွေပြတ်တာကို အတိတ်ကဒါနမျိုးစေ့မပါလို့မွဲတာလို့မြင်နေကြခြင်းဟာလေအကြောင်းမှန်ကိုမမြင်တာပါပဲအကြောင်းမှားတွေကို မြင်နေသမျှဘဝမှာဒုက္ခဆိုတာငြိမ့်ဖို့မဖြစ်နိုင်ဘူးဒါကြောင့်လူဆိုတာအဲ့ဒီလူအကြောင်းအကျိုးအမှန်တွေကိုသိတတ်လို့လူလို့ခေါ်တယ်လို့ဆိုရပါမယ်နောက်ကုတလာကုတလံမနသည့်ဇာနာတိတိမနှုတ်တော်ဆိုတဲ့အတိုင်းကုသိုလ်နဲ့အကုသိုလ်အပြစ်ရှိတာနဲ့အပြစ်မရှိတာ လုံတဲ့နာနဲ့မလုံတဲ့နာတွေကိုခွဲခြားတိတတ်လို့လဲလူတို့ခေါ်ပါတယ်အဲ့ဓာတွေကိုမသိဘူးကုသိုလ်မှမသိအကုသိုလ်မှမသိလုံတဲ့နလားမလုံတဲ့နလားမသိအပြစ်ရှိသလားအပြစ်မရှိသလားမသိဘူးဆိုရင်အဲ့ဒီသူကို လူလို့ပြောဖို့ခက်ပါတယ်လူဆိုတာကတိတတ်လို့လူလို့ခေါ်တာမဟုတ်လားအဲ့ဒီကုသိုလ်အကုသိုလ်လုံတဲ့မလုံတဲ့ အပြစ်ရှိအပြစ်မရှိတွေကိုလိုက်ဝေဖန်ပြနေရရင်တော့လေကြီးနိုင်မယ်မဟုတ်တော့ပါဘူး။နောက်ပြောချင်တာကတော့တရိษ္ဆာဆိုတာတိအိစီတာတိရိษ္ဆာသုံးခုတဲ့အလိုရှိပြီးတော့ပြီးနေလို့တရိษ္ဆာလို့ဆိုတဲ့အတိုင်းတရိษ္ဆာဆိုတာစားဖို့တည်တယ်အိပ်ဖို့တည်တယ်ကာမဂုဏ်ခံစားဖို့တည်တယ်ဓာရီကိုပဲပြီးပြီးတော့ဓာရီကိုပဲလူလာနေလို့တရိษ္ဆာလို့ဆိုပါတယ် လူဟာတရိတ်ဆန်နဲ့꿰ပြရပါမယ်မတူရပါဘူးလူဖြစ်ပြီးစားဖို့လောက်ပဲသိတယ်အိပ်ဖို့လောက်ပဲသိတယ်ကာမဂုဏ်ခံစားဖို့လောက်ပဲသိတာဆိုရင်တော့သူဟာလူဖြစ်ပေမဲ့လူစင်စစ်မဆိုနိုင်ဘူးလူတရိတ်ဆန်လို့ဆိုရမလိုပါပဲနောက်လူဟာငရဲသားနဲ့မတူရပါဘူးငရဲသားဆိုတာအပဂောပိနတ်တိအယောတုခံအိဋ္ဌာတိနိရယောဆိုတဲ့အတိုင်းချမ်းသာမှုလုံးဝမရှိပဲ အမြဲတမ်းဆင်းရဲနေသူတွေကိုငရဲသာလို့ဆိုတယ်။ငရဲသာဆိုတာနည်းနည်းလေးမှချမ်းသာဒုက္ခဆိုတာမရှိပဲအမြဲပူလောင်ဆင်းရဲနေသူတွေပေါ့။လူဆိုတာအဲ့ဒီငရဲသာလို့လဲမဟုတ်ရဘူး။လောဘတွေနဲ့ဒေါသတွေနဲ့မာနတွေနဲ့လူဟာအမြဲပူလောင်ဆင်းရဲနေရတာဆိုရင်အဲ့ဒီသူဟာလူဖြစ်ပေမဲ့လူငရဲသာလို့ပဲဆိုခြင်းတယ် ဒါကြောင့်လူဆိုတာလောဘဒေါသမာမာနတွေနဲ့ပူလောင်နေသူလဲမဟုတ်ရဘူးပြောရရင်တော့အများအပြားကြမ်းနေဥမှပါပဲဒါပေမဲ့လည်းသိပ်ပြီးရှည်လျားနေမှာဆိုလို့ဒီလောက်ပဲပြောချင်ပါတယ်လူဆိုတာဟာဒီလိုပါလားလို့သိနိုင်မြင်နိုင်လာမယ်လို့ထင်ပါတယ်လူဆိုတာအကြောင်းမှအကျိုးမှတွေကိုသိနေတဲ့သူ လူဆိုတာတရိษံနေလို့ စားဖို့အိပ်ဖို့ကာမဂုဏ်ခံစားဖို့လောက်ပဲတည်နေတာမျိုးရခြင်းနေတာမျိုးမဟုတ်တဲ့သူလူဆိုတာကုသိုလ်အကုသိုလ်လှုပ်သင်မလှုပ်သင်အကောင်းအဆိုးခွဲခြားသည်တဲ့သူလူဆိုတာငရဲသားတွေလိုအမြဲပူလောင်ဆင်းရဲနေတာမျိုးမဟုတ်တဲ့သူ လူဆိုတာဘဝမှာ အကြောင်းအကျိုးအကောင်းအဆိုးလှုပ်သင်မလှုပ်သင်တာတွေကို ခွဲခြားသိမြင်ကျင့်သုံးပြီးတော့ ဘဝကိုအတိရှိရှိငြိမ်ငြိမ်ချမ်းချမ်းနဲ့ရှောက်လန်းနေသူကိုလူလို့ပဲပြောကြရင်ဏီကုန်းချိုးလိုက်ချင်ပါတယ်အာလုံးအာလုံးလူပီပီတတာနဲ့လူစင်မီမီလူအတိရှိရှိနဲ့ဘဝကိုငြိမ်ငြိမ်ချမ်းချမ်းရှောက်လန်းနိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းဏီကုန်းချိုးလိုက်ပါတယ်